မလ၂ရက်ကနေ၈ရက်နေ့ထိတပတ်အတွင်းတနင်္သာရီသတင်းအစည်းအဝေးကိုတင်ဆက်ပါတော့မယ်ခင်ဗျာဒီအစည်းအဝေးကို The Way Watch အဖွဲ့သားတွေကစူးစီးတင်ဆက်ထားတာပါစစ်ကောင်စီကိုတိုက်ခိုက်ရမှာမဟာဗျူဟာမြောက်တိုက်ခိုက်နိုင်တဲ့လက်နက်တွေရှိဖို့လိုအပ်လာပြီး ဒရုန်းတပ်ဖွဲ့အားကောင်းလာစေဖို့ပြင်ဆင်နေတယ်လို့တိုင်းစစ်ဌာနတနင်္သာရီရဲ့စစ်စင်ရေးတာဝန်ခံရဲဘော်စတားကပြောပါတယ်။တနင်္သာရီတိုင်းစစ်ဌာနအောက်က Dragon Squad ဒရုန်းတပ်ဖွဲ့ကိုအစစ်မြစ်တင်ဖို့လုပ်နေတဲ့ဝေဟင်စိုးမိုးဇီဝစိုးကမ်ပိန်းအတွက်တိုင်းစစ်ဌာနပြန်ကြားရေး Facebook စာမျက်နှာက ထုတ်လွှင့်တဲ့ရုပ်သံမှာပြောဆိုခဲ့တာပါ။ ရခိုင်မှာလက်မြေလက်လွတ်ဆုံးရှုံးခဲ့ရတဲ့စစ်ကောင်စီရဲ့ကြီးရည်လီတပ်တွေဟာတနင်္သာရီတိုင်းကိုပြောင်းရွှေ့လာတဲ့အပြင်မြိတ်ခရိုင်ကျွန်းစုမြို့နယ်ထဲကရေဒက်စခန်းတွေကိုပါတိုးချဲ့နေတယ်လို့ဆိုပါတယ်အဲဒီလိုစစ်ကောင်စီဘက်ကဗျူဟာကြကြပြင်ဆင်ဓာရီရှိလာလို့တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်းဗျူဟာကြကြတိုက်ခိုက်ဖို့လိုအပ်တယ်လို့ရဲဘော်စတားကပြောပါတယ်။ဒါကြောင့် drone တပ်ဖွဲ့ကိုအစစ်မြစ်ဖို့ဒေါ်လာ3သိန်းရရှိရေး ဝေဟင်ဆိုးမှုဇီဝဆိုးကမ်ပိန်းကိုလှုပ်ဆောင်နေပြီးအဲ့ဒီကမ်ပိန်းမှာပြည်တွင်းပြည်ပကပြည်သူတွေပူးပေါင်းပါဝင်ပေးဖို့ရဲဘော်စတားကတောင်းဆိုထားပါတယ်။ဒဝဲအရှိတော်ဒေတာအညာဖျားရွာနာရှိဒဝဲခရိုင် PDF တိုင်ရင်တစ်စခန်းကိုစစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးလိုက်ပါတယ်။ ရေဝမ်းရွာကနေပကားကြီးရွာဘက်ကိုအင်အားရာချီတုံးပြီးစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကတင်ကန်းတုံးရွာရမ်းမစုရွာဘက်ကိုတော်လန်အတိုင်းစစ်ကြောင်းနှစ်ကြောင်းဥယျင်ကြီးရွာနဲ့အညာဖျားရွာဘက်ကိုစစ်ကြောင်းနှစ်ကြောင်းဖြတ်ခွဲပြီးစစ်ကြောင်းထိုးလာတယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောပါတယ်မလ9ရက်မနေ့7နာရီလောက်မှာတော့အညာဖျားရွာနာရှိ T1 လို့ခေါ်တဲ့တဝဲခရိုင်အမှတ်1တိုင်ရင်စခန်းကိုဝင်ရောက်တိုက်ခိုက်ပြီးစခန်းကိုမိရှုဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာချင်းကလေးက T1 စခန်းကတပ်ဖွဲ့ဝင်တွေကို အခြားနေရာကိုရွှေ့ထားလို့လူထိခိုက်မှုမရှိဘူးဆိုပြီးကနဦးကြားသိရတယ်လို့ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကပြောပါတယ်စစ်ကြောင်းဝင်လာချိန်မှာအညာဖျားရွာနာမှာထိတွေ့ပြစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ် ဒီလိုပြစ်ခတ်မှုဖြစ်နေခြင်းစစ်ကောင်စီရဲ့ဇဟာအမြောက်တပ်ရှစ်မိုင်စစ်စေးရေးဂိတ်နဲ့ရွှေကူတောင်စစ်စေးရေးဂိတ်ကလက်နက်ကြီးနဲ့ပြစ်ကူပေးခဲ့တယ်လို့ဆိုပါတယ်။စခန်းဖြက်စီးခံရတဲ့နေလယ်ပိုင်းမှာတီဝမ်စခန်းနေရာကိုလေရင်နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့သေးတယ်လို့ပြောပါတယ်။မလ6ရက်နေ့ညနေကလည်းစစ်ကောင်စီတပ်စစ်ကြောင်းကိုပြည်သူကာကွယ်ရေးတပ်ကလက်နက်ကြီးနဲ့ဖိကတ်တိုက်ခိုက်လို့ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ တနင်္သာရီမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကဖမ်းသွားတဲ့သိန်းခွန်းရွာကစစ်ပေးရှောင်ပြည်သူ78ဦးဟာတပတ်ကြာတဲ့အထိမိသားစုနဲ့အဆက်အသွယ်မရသေးဘူးလို့ဒေသခံတွေနဲ့စစ်ရှောင်ကူညီနေသူတွေကပြောပါတယ်။ဒီဇင်ဘာလ18ရက်နေ့ကစပြီးထိုင်းမြန်မာနယ်စပ်ကုံသွေးရေးလမ်းပေါ်ကသိန်းခွန်းရွာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာနဲ့တိုက်ပွဲတွေကြောင့်ရွာသားတွေကနေရွတ်ခွာစစ်ပေးရှောင်နေကြရပါတယ်။ ဒီလိုတင်းရှောင်နေရကဖေဖော်ဝါရီလ28ရက်မွန်းလွဲတနားရီလောက်မှာစစ်ဆောင်ပြည်သူ78ဦးဟာတိန်ခွန်းရွာနာကဥယင်ချန်တဲ့ကွန်းတီးသွားခုချိန်စစ်ကောင်စီတပ်စစ်ကြောင်းနဲ့တွေ့ပြီးအဖမ်းခံလိုက်ရပါတယ်။ ဖမ်းခံရသူတွေထဲအမျိုးသား၁၀ဦးနဲ့အမျိုးသမီး၈ဦးပါဝင်တယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီတပ်ဟာစစ်ကြောင်းထိုးချိန်ပြည်သူတွေကိုတွေ့ရင်ဖမ်းလိရှိတဲ့အတွက်ကြိုတင်ရှောင်တိန်တက်တယ်လို့ KNLA တိုင်းရင်း၁၁တက်ခွဲမှုကိုချစ်ကဆိုပါတယ်မလာတရနေမှာတော့တိန်ခွန်ရွာရဲ့ကြောက်စိန်ကုမ္ပဏီနားမှာတိုက်ပွဲဖြစ်ပွားခဲ့ရာတော်လန်ရေးရဲဘော်6ဦးသေဆုံးသွားပါတယ်။ အဲ့ဒီတိုက်ပွဲမှာ KTLA တပ်စိတ်တစ်စိတ်ကရဲဘော်တွေစစ်ကောင်စီတပ်ရဲ့ပြကွင်းထဲရောက်သွားလို့တပ်စိတ်မှုအပါဝင်တပ်ဖွဲ့ဝင်6ဦးသေဆုံးခဲ့ရတာလို့ဆိုပါတယ်။အသက်20ကနေ40ကြားရှိတပ်ဖွဲ့ဝင်6ဦးဆုံးရှုံးခဲ့ရတဲ့အပြင်တနတ်6လက်နဲ့စစ်သုံးပစ္စည်းတွေလည်းအသိမ်းခံလိုက်ရတယ်လို့ဆိုပါတယ်။တနင်္သာရီမောတောင်လန်းကိုပြန်ထိန်ချုပ်နိုင်ဖို့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာ၃လလောက်ရှိလာပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းခက်စစ်စစ်လှုံ့ဆောင်နေပါဗျ။ တနင်္သာရီမြို့နယ်တကူးကျေးရွာအုပ်စုကော်တော်ရွာကိုစစ်ကောင်စီတပ်ကလေကြောင်းကဘုံကျဲတိုက်ခိုက်လို့ကလေးနှစ်ဦးနဲ့အမျိုးသမီးကြီးတဦးဒဏ်ရာရသွားပါတယ်။ မလ3ရက်နေ့နေ့လယ်12နာရီလောက်မှာစစ်ကောင်စီကရဟအရင်နဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့ရာ ကော်တော်ရွာထဲရှိဒီအိမ်တွေကိုထိမှန်ခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကော်တော်ရွာနေအသက်12နှစ်နဲ့14နှစ်အရွယ်ကလေးနှစ်ဦးအပြင်အသက်60ဝန်းကျင်အရွယ်အမျိုးသမီးကြီးတဦးလည်းဒဏ်ရာရသွားတယ်လို့ဒေသခံတွေကပြောပါတယ်ဘုံလာကျဲတဲ့အချိန်ကအလုတ်သွားချိန်ဖြစ်တဲ့အတွက်ရွာထဲမှာကလေးနဲ့ အသက်ကြီးရွယ်အိုတွေပဲကြံခဲ့တာလို့ဆိုပါတယ်ဘုံကြောက်ပောက်ကွဲတာကြောင့်ကော်ရောရွာက နေအိမ်နှဆောင် လုံးမှပျက်စီးသွားပြီးအခြားနေအိမ်၅ဆောင်လည်းဘုံစထိမှန်ပြီးအ ਨੇ ငယ်ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီတပ်ကရဟတ်ရင်နဲ့ဘုံကျဲတဲ့အပြင်ပိုက်ဖိုက်စက်တနတ်နဲ့ပါပြစ်ခတ်ခဲ့တယ်လို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကရဲဘော်တအူးကဆိုပါတယ် မလတရနေ့ကလည်းတနင်္သာရီမြို့နယ်တကူးကျေးရွာအုပ်စုမြရာချောင်းကျေးရွာကိုစစ်ကောင်စီက KHW အမျိုးအစားဂျက်တိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။မလတရနေ့ကလည်းတနင်္သာရီမြို့နယ်တကူးကျေးရွာအုပ်စုကိုစစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။တကူးကျေးရွာအုပ်စုမြရာချောင်းရွာကို KHW အမျိုးအစားဂျက်တိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့ဘုံကြီးချောင်းတဆောင်ထိခိုက်ပျက်စီးသွားတယ်လို့ဆိုပါတယ်။ ဖေဖော်ဝါရီလ24 25နဲ့26ရက်နေ့ကလည်းတနင်္သာရီမြို့နယ်တိန်ခွန်းကျေးရွာဝင်းကျင်ကိုလေကြောင်းကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ပလောမြို့နယ်စင်ထိုးကြီးကျေးရွာကစစ်ဘေးရှောင်ဒေသခံတွေကိုကျေးရွာအတွင်ပြန်ဒီထိုင်ခွင့်ပြုထားပြီးဖြစ်တယ်လို့ KNU တပ်မဟာလီကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တန်ရင်းစနစ်တန်ရင်းမှုက ပြောပါရယ်မြိတ်တဝဲကားလမ်းပေါ်ကအင်းမဆင်ထိုးကြီးဗရစ်တောင်ရွာရီဘက်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာလို့ပြီးခဲ့တဲ့နှစ်ဩဂုတ်လတရနေ့ကစပြီးနိုဝင်ဘာလနောက်ဆုံးပတ်အထိစစ်ကောင်စီတပ်နဲ့ KNLA တပ်တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါရယ်ထိတွေ့ပြစ်ခတ်တာတွေမကြာခဏဖြစ်နေတာနဲ့ဒေသခံတွေကိုစစ်ကောင်စီတပ်ကဖမ်းဆီးတာတွေရှိနေတဲ့အတွက် နေရပြန်နေမဲ့ကိစ္စကိုတားမြစ်ထားခဲ့တာလို့ KNLA တိုင်ရင်းစနစ်တိုင်ရင်းမှုဒုတိယဗိုလ်မှူးကြီးစောဒါဒါကပြောပါတယ်2024ခုနှစ်ဩဂုတ်လတရက်ကနေအခုနှစ်ဖေဖော်ဝါရီလကုန်အထိ9လကြာနေရမပြောင်းနိုင်လို့ဥယျင်ခြံနဲ့မူလအလုတ်အကိုင်းတွေပစ်ထားရတဲ့အတွက်ဝင်ငွေမရှိဖြစ်လာပြီးစားဝတ်နေရေးခက်ခဲကြက်တဲနေတယ်လို့စစ်ဘေးရှောင်တွေကဆိုပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေမရှိတော့တဲ့အချိန်မှာလဲဒေသခံတွေနေရပြန်နေထိုင်တာကို KNLA ကတားမြစ်ထားလို့နေထိုင်စားတောက်ရေးအခက်အခဲများစွာကြုံရတယ်လို့ပြောပါတယ်အခုစစ်ဘေးရှောင်းနေရတဲ့စင်ထိုးကြီးကြေးရွာအရှိကန်းအုပ်စုမှာအင်ချေ300ကျော်ရှိပြီးလူဦးရေ1000ကျော်ရှိနိုင်တယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်နဲ့ KNLA တို့တိုက်ပွဲတွေဖြစ်ပြီးနောက်မှာစစ်ကောင်စီတပ်ကဗရစ်တောင်ရွာမှာတပ်ဆွဲခဲ့ပြီးစင်ထိုးကြီးရွာမှာ KNLA ကတပ်ဆွဲထားတဲ့အတွေ့စင်ထိုးကြီးရွာဒေသခံတွေကြေးရွာအတွင်ပြန်လည်နေထိုင်ခွင့်မရခဲ့တာဖြစ်တယ်လို့ဒေသခံတွေစီကသိရပါတယ်တရချောင်းမြို့နယ်တောင်ပြောက်တိုက်နယ်ရှိဝင်းကဖော်ရွာကိုစစ်ကောင်စီတပ်ကမတ်လ3ရက်နေ့မွန်းလွဲတနားခွဲလောက်မှာတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲဂျက်တိုက်လေးရင်တစည်းကဝင်းကဖော်ရွာကိုဘုံလာကျဲသွားတာလို့ဒေါင်းညီနောင်စစ်ကြောင်းတရင်နဲ့ပြန်ချရေးတောင်းဝန်ခံရဲဘော်ကြောက်ခဲကပြောပါတယ်ဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်၁၀နှစ်အရွယ်ယောက်ျားလေးတဦးအပါဝင်အသက်60လောက်ရှိတဲ့အမျိုးသမီးကြီးတဦးအသက်40နဲ့50အရွယ်အမျိုးသားနှစ်ဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်ဝင်းကဖော်ရွာနဲ့ကပ်နေတဲ့ တဲချောင်းကြီးရွာကဒေသခံတဦးကတော့နှစ်ဦးဒဏ်ရာရသွားတယ်လို့ကနဦးသိရပြီးအသေးစိတ်မသိရသေးဘူးလို့ပြောပါတယ်စစ်ကောင်စီကပိတ်ခိုင်းလို့တဝဲမြို့မှာပုဂ္ဂလိကဆေးရုံ၃ရုံပိတ်ထားရပါတယ်တဝဲမြို့တစ်လေးလမ်းမှာဖွင့်ထားတဲ့စာဒိုဝါဆေးရုံအေးဆေးရုံနဲ့ကမျောကင်းလမ်းမှာဖွင့်ထားတဲ့မက်ဒီလန်ဆေးရုံတွေပိတ်ထားတာပါ အဲ့ဒီဆေးရုံတွေကအ ਨੇ ဆုံးနှစ်လကနေရဲအကတ်တမ်းမရှိပိတ်နိုင်တယ်လို့ဆေးရုံဝန်ထမ်းတွေစီကကြေညာပါတယ်။စာတို့ဝါဆေးရုံဟာမလာတရနေ့ကစလို့ပြန်ပလူနာအတွင်းလူနာလက်ခံကုသတာကိုရပ်ထားပြီးပြန်ဖွဲ့မဲ့နေကိုတော့ထုတ်ပြန်ပေးမယ်လို့ကြေညာထားပါတယ်။အေးဆေးရုံကတော့ဆေးရုံအတွင်းပြင်ဆင်ဆောင်ရွက်နေတာကြောင့်လူနာလက်မခံသေးဘူးလို့ဆိုပါတယ်။ မယ်ဒီလန်းဆေးရုံကလည်းဆေးရုံအတွင် ပြင်းစင်မွမ်းမံမယ်ဆိုပြီးမတ်လ၁ရက်နေ့ကစလို့လူနာလက်ခံကုသတာတွေကိုရန်နာထားပါတယ်ဆေးရုံဝန်ထမ်းအတိုင်းဝိုင်းနဲ့မြို့ခံတချို့ကတော့အဲ့ဒီဆေးရုံတွေမှာ CDM ဆရာဝန်တွေနဲ့တူနာပြုတွေကိုခတ်ထားတာကြောင့်စစ်ကောင်စီကအရေးယူတာဖြစ်တယ်လို့ပြောပါတယ် ဒီလိုအခြေအနေတွေကြောင့်ဒဝဲပြည်သူစေယုံကြီးအပါဝင်အခုလက်ရှိဖွင့်ထားတဲ့ပုဂ္ဂလိကစေယုံနှစ်ယုံဖြစ်တဲ့ချမ်းမြေအထူးကုစေယုံနဲ့မြင့်မူဦးစေယုံတွေမှာနေ့စဉ်လူနာအများအပြားလက်ခံကုသနေရတယ်လို့မြို့ခံတွေကပြောပါတယ်။ရန်ကုန်နဲ့မန္တလေးရှိနောင်မယ်ကြီးပုဂ္ဂလိကစေယုံစေယုံထက်မနည်းကိုလည်းစစ်ကောင်စီကအခုလာထဲပိတ်သိမ်းဖို့ညွှန်ကြားထားပါတယ်။ ါပေမဲ့စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနကတော့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့ပုဂ္ဂလိကဆေးရုံတွေပိတ်သိမ်းတာနဲ့ပတ်သက်ပြီးထုတ်ပြန်ထားတာမျိုးမတွေ့ရသေးပါဘူး။မလ18ရက်မှာစတင်ကျင်းပမယ်တက္ကသိုလ်ဝန်ထမ်းစာမွေးပွဲဖြေဆို့ဖို့တနင်္သာရီတိုင်းကလျှောက်ထားသူ9000နီးပါးရှိနေပါတယ်။လောက်လုံးမြို့နယ်ကလွဲပြီးကြံတဲ့မြို့နယ်တိုင်းမှာစာစစ်ဌာနဖွင့်လှစ်စစ်ဆေးသွားမှာဖြစ်ပြီး စုစုပေါင်းစာစစ်ဌာန16ခုဖွင့်လှစ်သွားမယ်လို့ တိုင်းပညာရေးမှူးရုံးကတာဝန်ရှိသူတဦးကပြောပါရယ်အခုနှစ်တက္ကသိုလ်ဝန်ထမ်းစာမျိုးဝဲဖြည့်ဆို့ဖို့လျှောက်ထားသူအရေအတွက်က2021အာနာသိမ့်ပြီးနောက်ပိုင်းအများဆုံးဖြစ်ပါရယ်2022ခုနှစ်တုန်းကစာမျိုးဝဲဝင်ရောက်ဖြည့်ဆို့သူ4000ကျော်ရှိပြီး2023ခုနှစ်မှာတော့4000နီးပါးရှိခဲ့ပါရယ်2024ခုနှစ်မှာတော့ထက်ဝက်လောက်ရော့ကျသွားပြီးစာမျိုးဝဲဖြည့်ဆို့သူ2000ကျော်ပဲရှိခဲ့တာပါ အာနာမသိန်းခင်က ဆိုရင် တနင်းသာယီတိုင်းထဲတက္ကသိုလ်ဝန်ထမ်းဝင်ရောက်ဖြစ်ဆိုသူတောင်းကနန်းအထိရှိခဲ့ပါတယ်။တဝဲဒေသခံပြင်ပကျူရှင်ဆရာတဦးရဲ့အဆိုအရတက္ကသိုလ်ဝန်ထမ်းဖြစ်ဆိုသူတိတိသာသာရော့ကြလာတာက အထက်အတန်းစစ်ကိုမအောင်မြင်ပဲကြောင်းထွက်သူများပြားနေတာကိုပြသနေတာလို့ဆိုပါတယ်။အခုလိုနားဆင်ပေးတဲ့အတွက် ေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာသောတာရှင်များကျမ်းမာချမ်းသာပြီးကပ်ဘေးအပေါင်းမှဝေးနိုင်ကြပါစေလို့ဒဝဲဝက်ဝိုင်းတော်သားများကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ